ိုင်းနိုင်ငံဘန်ကောက်မြို့မှာငလီလုံခတ်တာကြောင့်ဆောက်လက်ဆအထက်မြေအဆောက်အုပ်တလုံးပြိုကျသွားတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗျ။ဘန်ကောက်မြို့ချာတူချစ်ဒေသမှာရှိတဲ့ဆောက်လက်ဆအဆောက်အုံပြိုကျတာဖြစ်ပြီးအဆောက်အုံထဲမှာအလုံးသမား90လောက်အလုံးလုံးနေတဲ့အချိန်မှာပြိုကျခဲ့တာလို့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ ပြိုကျမှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတွေကိုမသိရသေးသလိုအထဲမှအလုပ်သမား40ကျော်ပိတ်မိနေဆဲဖြစ်ကပြိုကျတဲ့နေရာကိုအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေစေလွှတ်ထားပြီးဖြစ်တယ်လို့သတင်းတွေအရသိရပါတယ်ငလေးအကြောင်းဘန်ကောက်မှာမိုးပြင်းရထားပြည်ဆွဲမှုတွေနဲ့လင်းရီခီးစင်တွေကိုပါယာယီရတန်းထားတယ်လို့အစိုးရကထုတ်ပြန်ထားပါဗျ။လက်ရှိအချိန်မှာနောက်ဆက်တွဲငလေးထက်လောက်ခတ်နိုင်လို့ဘန်ကောက်နေပြည်သူတွေညနေ3နာရီအထိသတိထားစောင့်ကြည့်ကြဖို့လည်းထုတ်ပြန်ထားပါဗျ။